မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ26ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့တကုံမြို့တဲ့တောင်ပိုင်းမြို့နယ်အမှတ်26ရက်ကွယ်အုပ်ချုပ်ရေးမှုရုံးကိုပြင်းအမြင့်အဝေးထိန်မှနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ရာ ထိခိုက်သိမ်းဆုံးမှုရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘာလ25ရက်နေ့ည9:30မိနစ်အချိန်မှာဒဂုံမြို့တဲ့တောင်ပိုင်းမြို့နယ်အမှတ်26ရက်ကွက်အုပ်ချုပ်ရေးမှုရုံးမှာ အကြမ်းဖက်စစ်သားရဲအုပ်ချုပ်ရေးမှုနဲ့စေအိမ်မှုယာအိမ်မှုများစုဝေးနေတဲ့အချိန်ပြင်းအားမြင့်အဝေးထိန်းပိုင်းနှလုံးနဲ့ဖောက်ခွဲတက်ခတ်ခဲ့ရာထိခိုက်သိမ်းဆုံးမှုရှိနိုင်တယ်လို့သိရပါတယ်။ရုံးထဲမှာအုတ်ကြီးစေအိမ်မှုယာအိမ်မှုစစ်ခွေးရဲခွေးတွေရှိနေတဲ့အချိန်ပောက်ကွဲသွားတဲ့အတက် ထိခိုက်တိမ်ဆုံးမှုကတော့ရှိနိုင်ပါတယ်အတိအကျတော့မသိရသေးဘူးလက်ရှိတော့အဲ့ဒီရုံသားမှာရဲခွဲတွေစောင့်ကြည့်နေတယ်လို့သိရတယ်လို့မြောက်ကလာဘမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတိုက်ခတ်မှုကိုမြောက်ကလာဘမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖနဲ့ 1UPA တို့က မဟာမိတ်ပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့တည်သူကာကွယ်တပ်ဖွဲ့ဝင်များဘေးအန္တရာယ်ကင်းရှင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်များအနေနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ထောက်တိုင်အုပ်ချုပ်ရေးမှုရုံးများအားဆက်လိုက်ပြီးတော့အရှိန်ဟုန်မြင့်ကတိုက်ခိုက်သွားမှာဖြစ်ပြီးတော့မိဘပြည်သူများအနေနဲ့အကြမ်းဖက်စစ်သားရဲအုပ်ချုပ်ရေးမှုများနဲ့ဝေးဝေးကနေရှောင်ရှားပြီးတော့သွားလာနေထိုင်ကြပါရန်မြောက်ကလာပမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကမြစ်တာရက်ခံထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမှာအကြမ်းဖက်မင်းအွန်လိုင်းမိသားစုပိုင်ဆိုင်တဲ့မင်္ဂလာမန္တလေးဟိုတယ်ကိုလုံခြုံရေးတွေတင်းကျပ်ထားတဲ့ဂျားတွေကတရားခွန်မမရှော့တိုက်ဒုံးနဲ့ပြစ်ခတ်ရန်ကြိုးပမ်းခဲ့တယ်လို့မအောင်မြင်ခဲ့ဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကမန္တလေးတမျိုးလုံးမှာလုံခြုံရေးများကိုအလွန်တင်းကျပ်ထားတဲ့ဂျားတွေကအော်တိုဘားလ23ရက်နေ့မနက်9:30မိနစ်အချိန်မှာမင်းအွန်လိုင်းရဲ့တမိတ်ဖြတ်သူခင်တီရီတပ်မုံပိုင်ဆိုင်တဲ့မင်္ဂလာမန္တလေးဟိုတယ်ကိုတရားခွန်မမရှော့တိုက်ဒုံးနဲ့ပြစ်ခတ်ရန်ကြိုးစားခဲ့တယ်လို့သိရပါတယ်ဒါပေမဲ့ပြစ်စီ error တက်တဲ့အတွက် မက်ရှယ်မအောင်မြင်ခဲ့ကြောင်းသိရှိရပါတယ်။ ်မြို့ပြတော်လှန်ရေးတပ်များအနေနဲ့မန္တလေးမှာစစ်စင်ရေးကိုအချိန်ဟုန်တုံးမြန်မှာဖြစ်တဲ့အတွက်စစ်ကောင်စီရဲ့အထိုင်ကိစ္စခန်းများစစ်တပ်တိုင်းရင်းများဂိမ်းစခန်းများနဲ့ပြည်သူတွေဟာခတ်ဝဲဝဲနေထိုင်ပေးကြပါရန်မြို့ပြတော်လှန်ရေးတပ်ကပြည်သူများကိုတတိပေးထားပါတယ်မြို့ပြတော်လှန်ရေးတပ်ကတိုက်ခိုက်ရန်ကြိုးပမ်းခဲ့တဲ့မင်္ဂလာမန္တလေးဟိုတယ်ကိုမင်္ဂလာမန္တလေးမင်္ဂလာမိုးဆယ်စီမံကိန်းများလုပ်ပိုင်ခွင့်ရထားတဲ့လုပ်ငန်းရှင်ကြော်ကြော်ဝင်းနာမည်ခံထားပြီးတော့အကြပ်ဖက်စစ်ကောင်စီမင်းအောင်လှိုင်ရဲ့တမီးခင်သီရိတပ်မုံကအဓိကရှယ်ယာများပိုင်ဆိုင်ကြောင်းသိရှိရပါတယ် အဲ့ဒီမင်္ဂလာမန္တလေးဟိုတယ်မှာအလဲပိုင်းတိုက်စစ်ဌာနချုပ်နဲ့ဒရဦးလေဒတ်ကိုလာရောက်တဲ့လေဒတ်ဤပညာဆိုင်ရာပညာရှင်များနဲ့လေဒတ်အရာရှိများကအ धिक တဲခွန်နေကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြည်ဦးလွေမြို့နယ်တက်မတော်ဤပညာတက္ကသိုလ်အရှိရက်ွက်ကြီးဆက်နဲ့ရေချမ်းကိုရက်ွက်မှာရှိတဲ့ပြည်သူအယောက်3000ကျော်နေထိုင်တဲ့မြေအိမ်က200ကျော်ကိုစစ်တပ်ကသိမ်းယူရန်ကြိုးပမ်းတဲ့အနေနဲ့ ရက်ကွက်အတွင်းမှာရှိတဲ့လျှက်ဆက်မိကြုံများကိုစစ်တပ်ကလာရောက်ဖြုတ်သိမ်းသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ24ရက်နေ့ရေချမ်းဟိုရက်ကွက်မှာရှိတဲ့မြေအေက200ကျော်ကိုတပ်ပိုင်မြေအဖြစ်နဲ့တင်းယူရန်အကြမ်းဖက်စစ်တပ်ကရခင်ကလည်းမကြာခဏကျူးပိုင်းခဲ့မှုတယ်လို့သိရပါတယ်။ဒါကြောင့်ပြည်သူများကိုတရားမဝင်ကျူးကျော်နေထိုင်နေသူများလို့ပြောဆိုပြီးတော့ရွှေ့ပြောင်းခိုင်းခြင်းစစ်တပ်ကမြေမတရားသိမ်းဆည်ရန်လှုပ်ဆောင်နေကြောင်းရက်ကွက်နေပြည်သူများထံကသိရှိရပါတယ်စစ်တပ်ရောလျှက်စစ် EPC uniform နဲ့လူဆယ်ယောက်လောက်က hijack ကားနှစ်စီးနဲ့မီးကြိုးတွေကိုလာဖြုတ်တယ် ပုံမရိုက်တာမဟုတ်ဘူးပေါ်တင်ကိုလာဖြုတ်တာမြေအီကနေရာထဲမှာလူမနေမှသူတို့လိုချင်တဲ့အခြေအနေကိုရောက်မှာအဲ့ဒီကြရင်အထက်ကိုလူမနေပါဘူးခြံစည်းကိုခတ်ထားရုံပဲရှိတာ ိမ်တွေကစောက်ထားတာလူမရှိဘူးဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်နေတာဒါမှတိမ့်လို့ရမှာကိုလို့ရက်ကွက်နေပြည်သူတို့ကပြောဆိုထားပါတယ်အဲ့ဒီရက်ကွက်အတွင်းမှာရှိတဲ့မိဂျိုများဖျောက်ယူမှုအတော့တိုင်ကြားချင်းများကိုလှုပ်ဆောင်မှဖြစ်ပြီးတော့ထပ်မံပြီးတော့မိဂျိုများကိုဖျောက်ယူမယ်ဆိုပါကမိဂျိုတခိုးများအဖြစ်ရက်ကွက်နေပြည်သူများကဝိုင်းဝန်းဖမ်းဆီးမှာဖြစ်တယ်လို့သိရပါတယ်ရက်ကွက်မိရရှိရေးအတော့ပြည်သူများကမိကော်မတီစီကိုတအိမ်ကို15ဒိန်းကနေပိန်း20အထိအသီးသီးထည့်ဝင်ထားကြရခြင်းဖြစ်တယ်လို့သိရပါတယ် ရေချမ်းအိုးရက်ကွက်မြေနေရာကို2000ပြည့်နဲ့ကလေးကတက်မတော်အလုံယုံတီဆောက်မယ်ဆိုပြီးတော့ယာရာမြေနေရာတတ်မှတ်ခဲ့ပြီးတော့မြေယာပိုင်ရှင်တောင်သူများနဲ့လည်းညှိနှိုင်းခဲ့ဘူးတယ်လို့သိရပါတယ်စစ်တပ်ရဲ့အလုံယုံစီမံကိန်းအတွက်မြေပိုင်ရှင်တောင်သူအများစုကလက်မှတ်မထိုးခဲ့ကြတဲ့အတွက်စီမံကိန်းဟာရပ်ဆိုင်းခဲ့ရတယ်လို့သိရပါတယ်2023ခုနှစ်မှာတောင်သူများကအလုံယုံယာရာမြေနေရာသာဖြစ်ပြီးတပ်ပိုင်မြေမဟုတ်ကြောင်းအစစ်အစစ်စတင်ခဲ့တဲ့အတွက် တက်မြင်မဟုတ်ဘူးဆိုတာပေါ်လွင်ခဲ့ပြီးဖြစ်ကြောင်းသိရှိရပါတယ်။ပြင်ဦးဝယ်မြို့တက်မတော်နီးပြင်သာတက်ကတော့အရှိရက်ွက်ကြီးဆက်နဲ့ရေချောင်းရက်ွက်အတွင်မြေအေက200ဒသမ14ပုံမှာရှိတယ်။အိမ်အောင်စုပေါင်း1000ခန့်နေထိုင်တဲ့မြေနေရာကိုတက်ပိုင်မြေဆိုပြီးတော့နာမည်တက်ကအကြမ်းဖက်ဆက်တက်ကဇက်တိုက်တင်းယူရန်ကြိုးပမ်းနေခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိအချိန်မှာအဲ့ဒီမြေနေရာမှာအိမ်အောင်စုပေါင်း1000ခန့်လူဦးရေ3000ဝန်းကျင်နေထိုင်ခဲ့ကြတယ်လို့သိရပါတယ်။ရေချောင်းရက်ွက်မြေနေရာကိုတက်ပိုင်မြေဆိုပြီးတော့သမုတ်ကတင်းစီရန်ညွန်ကြားတဲ့ စစ်တပ်ရဲ့ညှို့ဝါစာတစ်ခုမှာဒုတိယဗိုလ်မှူးကြီးတိန်းတိုင်ထောင်းဗိုလ်မှူးပြိတ်ဖြူအောင်ဗိုလ်ကြီးတိန်းတန်းစော်တို့ကိုတရားမဝင်မြေသိမ်းရန်အတွားဥက္ကဋ္ဌအဖွဲ့ဝင်အတွင်းရေးမှုများအဖြစ်စစ်တပ်ကဖွဲ့စည်းတာဝန်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။ အခုနှစ်ဧပြီလ6ရက်နေ့မှာစစ်တပ်ကရက်ကွက်အုပ်ချုပ်ရေးမှုထွေးအုပ်စည်းရေးများနဲ့အတူပြည်သူများကိုအကြောင်းတစုံတရာမှာပေးပဲရေချောင်းရက်ကွက်အတွင်းမှာရှိတဲ့နေအိမ်များကိုဘူဒိုဇာနဲ့လာရောက်ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့ဩဂတ်လ3ရက်နေ့မနက်ပိုင်းကပြင်းဦးလွယ်မြို့တပ်မတော်နီးပညာတက်ကတော်အရှိရက်ကွက်ကြီးဆက်နဲ့ရေချောင်းရက်ကွက်အတွင်းမှာမြေအိမ်က200ဓာတ်တော်မှာတစ်လေးပုံမှာရှိတဲ့အိမ်တော်စုပေါင်း1000ခန့်နေထိုင်တဲ့မြေနေရာကို တပ်ပိုင်ငြိမ်ဆုံပြီးတော့နာမည်တက်ကရက်ွက်အုပ်ချုပ်ရင်းမှုအောင်ဝင်နဲ့စစ်တပ်ကထမှန်ဖျက်ဆီးခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ဘီလင်းမြို့ကဘုံမှုလွေကိုကိုထွေးဟာကရင်ပြည်နယ်ဖာပုံမြို့မှာတာဝန်ကျတဲ့အချိန် ရိတ်ခါထုတ်သွားရန်အတွက်ဆွေကြောင်းကိုဥဆောင်ရဲတွားရောက်တဲ့အချိန်မှာတိုက်ခိုက်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ23ရက်နေ့မနက်ပိုင်းမှာဖားပေါ်မှာတာဝန်ကျတဲ့ဗိုလ်မှူးလွင်ကိုကိုထွေးကစစ်သားအယောက်30နဲ့အတူရိတ်ခါထုတ်ယူရန်အတွက်တွားရောက်တဲ့အချိန် KNL ဥဆောင်တဲ့တော်လိုင်းတပ်များရဲ့တိုက်ခိုက်မှုကြောင့်တေဆုံးခဲ့တယ်လို့သိရပါတယ်။တေဆုံးတဲ့အချိန်မှာမိသားစုကအလောင်းပြန်မရဘူးလို့သိရပါတယ်။ဗိုလ်မှူးလွင်ကိုကိုထွေးက 2IC အဖြစ်နဲ့ဒဝေတက်မှာတာဝန်ကျတယ်။ဒဝေတက်ကိုကရင်ပြည်နယ်ဖားပေါ်ဘက်မှာရှေ့တန်းပို့ထားတာ။ အဲ့ဒါရိတ်ခါထုတ်ဖို့သွားရင်းနဲ့တေဆုံးတယ်အလောင်းပြန်မရဘူးလို့မိသားစုနဲ့နှိဆက်သူကရှင်းပြထားပါတယ်ဘီလင်းမြို့မှာရှိတဲ့ဘုံမှုလွင်ကိုကိုထွေးရဲ့ကျန်ရည်သူမိသားစုကနာရေးရက်လေဆွန့်သွပြုတ်လို့ရန်နာရေးဖိတ်စာဝင်ခရရမှာစစ်တပ်ယာရုကိုဖော်ပြခြင်းမပြုကြောင်းတရေရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တရင်ကတော့စိတ်ကောင်းစီကရွှေစည်းကွက်ကိုအလုံးစုံထိမ့်ချုပ်ရန်ရည်ရွယ်ပြီးတော့ရွှေအယောင်းဝဲကိုအရေးကြီးဝန်ဆောင်မှုအဖြစ်နဲ့ပတ်မှတ်လိုက်တဲ့အပြင်စိတ်ကောင်းစီဝင်ကြီးတွေပါဝင်တဲ့ရွှေရင်ညွန့်စေးတက်မှတ်ရေးကော်မတီကိုပါဖွဲ့စည်းလိုက်တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်အော်တိုဘလာ24ရက်နေ့ညပိုင်းမှာရွှေအယောင်းဝဲကိုအရေးကြီးဝန်ဆောင်မှုအဖြစ်နဲ့စိတ်ကောင်းစီကတက်မှတ်လိုက်တယ်လို့ကြေညာလိုက်ပြီးနောက်ဆက်တွဲရွှေအယောင်းဝဲတားမြစ်အမိန့် စီမံသတ်မှတ်အမိန်ကြီးကြပ်အမိန်ကာကွယ်အမိန်ကြီးညာချက်တွေကိုပါဇက်တိုက်ထုတ်ပြန်လာတယ်လို့သိရပါတယ်ရွှေစင်းနဲ့အယောင်းဝဲကိုအဓိကထိန်းချုပ်တဲ့လုတ်ပိုင်ခွဲ့အခွင့်အာဏာကိုတရားစာတနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝင်ကြီးဌာနကိုအနှင်းလိုက်တယ်လို့လည်းစစ်ကောင်စီကကြေညာထားပါတယ်။အလားတူပဲတရားစာတနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဒုဝန်ကြီးအဖြစ်နဲ့ဆောင်ရွက်မယ်ရွှေရည်ညွန့်စေးတမတ်ရေးကော်မတီကိုလည်းဖွဲ့စည်းလိုက်တယ်လို့သိရပါတယ်။အဲ့ဒီကော်မတီမှာဗဟိုဘဏ်ဒုဥက္ကဋ္ဌအပါအဝင်စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာ15ဦးပါဝင်မှဖြစ်တယ်လို့သိရပါတယ်။ ရွှေဈေးသတ်မှတ်ရေးကော်မတီမှတယံဇာတနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဒုဝန်ကြီးကဥက္ကဋ္ဌအဖြစ်နဲ့ပါဝင်မှာဖြစ်ပြီးတော့ကော်မတီရဲ့ဒုဥက္ကဋ္ဌအဖြစ်နဲ့ဘ ਹੁ ဗန်ဒုဥက္ကဋ္ဌအတွင်းရေးမှူးတအူတွဲဘက်အတွင်းရေးမှူးနှောက်ဦးနဲ့အဖွဲ့ဝင်၁၀ဦးပါဝင်ကနေ့စဉ်အွန်လိုင်းအစည်းအဝေးပြုလုပ်ပြီးတော့ရွှေဈေးကိုတတ်မှတ်မှာဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီကဖွဲ့စည်းလိုက်တဲ့ကော်မတီအနေနဲ့ရွှေဈေးနှုန်းမတည်ငြိမ်ဖြစ်စေဖို့ရည်ရွယ်လှုံ့ဆော်တာတွေနဲ့ရွှေဈေးငွေဈေးကစားတာတွေကိုကာကွယ်တားဆီးတာတွေကိုပါလှုံ့ဆော်သွားမယ်လို့ဆိုပါတယ် စစ်ကောင်စီကော်မတီဟာရွှေနဲ့ငွေကြေးဈေးကွက်စောင့်ကြည့်ထိန်းသိမ်းကြည်ကြက်ရေလုပ်ငန်းကော်မတီမြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်ရန်ကုန်တိုင်းမန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းတပ်ဆိုင်ရာအသင်းအဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်းကြေညာထားပါတယ်လက်ရှိစစ်ကောင်စီကကြေညာလိုက်တဲ့အမိန့်အသစ်အရာ ရန်ကုန်မန္တလေးနဲ့မြန်မာတိုင်းနိုင်ငံလုံးမှာရှိတဲ့ရွှေဆိုင်တွေရွှေအယောင်းဝယ်လုပ်သူတွေအနေနဲ့စစ်ကောင်စီထံကပြန်လည်ပြီးတော့လိုင်စင်လျှောက်ထားရမှာဖြစ်ပြီးလိုင်စင်ရလာရင်လဲစစ်ကောင်စီကတတ်မှတ်တဲ့ရွှေဈေးနဲ့သာအယောင်းဝယ်ပြုလုပ်ရမှာဖြစ်တယ်လို့သိရပါတယ်။လိုင်စင်မရှိဘဲရွှေဆိုင်ဖွင့်နေသူရွှေအယောင်းဝယ်လုပ်တဲ့သူတွေကိုအရေးကြီးဝန်ဆောင်မှုနဲ့ကုန်စီဥပဒေပုံမှန်9ရအနည်းဆုံး1600လောက်ကနေပြီးတော့ အများဆုံးထောင်းတဲ့၃နှစ်အထိချမှတ်မဲ့အပြင်ငွေတန်နဲ့လိုင်စင်ပိတ်သိမ်းတာတွေကိုပါချမှတ်မှာဖြစ်တယ်လို့သိရကြောင်းတရေရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရေနိုင်ငံရေးတရေများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ